ဒီဒီကိစ္စတော်တော်လေးကိုဟိုကိုချင်းတိတ်ခါတရားမဲ့တယ်ဗောနော်ကျွန်တော်တို့မီဒီယာကိုကျွန်တော်တို့တောင်းဆိုချင်တာကဘက်လိုက်စရာအကြောင်းမရှိဘူးဟိုမှာအရှိတရားကိုဘဲဖော်ပေးပါဗောလေကျွန်တော်တို့လည်းမကောင်းတာမှားတာရှိမှာပဲရှင်းရေးပါနော်ဒါဟာဘသူကမှန်တယ်ဘသူကမှားတယ်ဆိုတာဒါတကဘာလုံးကသိရမယ်လူထုလည်းသိရမယ်ဗောနော်အဲ့ဒါကြောင့်ဟိုဘက်လိုက်ပါလို့ဘယ်တော့မှပြောမှာမဟုတ်ဘူးအကူကိုယ်တိုင်မှားနေတဲ့ဟာကိုအမှန်လို့ပြောရင်လည်းကျွန်တော်တို့ ဒါကတော့ဟုတ်တယ်မလားဒါမားတယ်မားတယ်ပေါ့အာဒါမျိုးကျွန်တော်တို့ကဖိတ်ခေါ်လိုက်တာ ਨੇ ချက်ချင်းဟိုအဆက်ကွဲသလိုဖြစ်တော်တဲ့လူတစုပေါ့နော်သူတို့ကကောင်တာလိုက်လို့တာလို့ထင်တာပဲအာဒီပေါ်မှာတော့ကျွန်တော်ပြောစရာစကားလုံးတော့ရှာမတွေ့ပါဘူးတကယ်နိုင်ငံတကာအဖွဲ့အစည်းတွေများလာမလားပေါ့လေနော်အာအဲ့လိုလိုမျိုးလာပြီးလှုပ်ရင်တော့ပိုကောင်းတာပေါ့ဗျာတခါတလေဒါမျိုးတွေကိုမတရားပြောခံလိုက်ရတဲ့အချိန်မှာအ အဲ့ဒီစကားလုံးကိုဘယ်လိုတုံ့ပြန်မလဲဆိုတာစဉ်းစားလို့မရဘူးစိတ်ထဲမှာတော့အများကြီးပြန်ဖြေတယ်အဓိကတော့ဟိုရဲဆိုတာတော့ဒါပြည်သေးဝန်ကြီးအောက်ကဖြစ်တယ်ပြည်သေးရဲဝန်ကြီးဆိုတာကတော့ကကွယ်ဦးစီးချုပ်ရဲ့အောက်ကပဲဖြစ်တယ်ပေါ့ခုန မေခွန်းလိုမျိုးအခြေခံဥပဒေကိုကင်ပြီးမေးမယ်ဆိုရင်တော့ဒါရဲဆိုတာနိုင်ငံတော်ရဲ့ဒုတိယအရန်ကကွယ်ဖြစ်တယ်ပြီးရင်သူ့ရဲ့ဖွဲ့စည်းပုံရပါတော့ ပြည်ထရေးဝန်ကြီးဆိုတာလည်းဘူချုပ်တွေပဲဖြစ်တယ်အင်ဂျီပဲလဲထားတာဖြစ်တယ်ပေါ့နော်အချိန်မရွေးတာကအစိမ့်ဖြစ်လိုက်အော်ဖြစ်လိုက်ပေါ့နော်အဲ့လိုမျိုးဆိုတာလူတိုင်းနဲ့သိပါတယ်ဒါအခြေခံဥပဒေအရပြောတယ်ဆိုရင်လည်းပဲသူကသူ့ရဲ့ paramilitary ပေါ့နော်သူ့ရဲ့ဒီစစ်ဖက်ဆိုင်လက်နက်ကင်ပဲအဲကျွန်တော်တို့အဲ့ဒီမှာရဲမှလည်းပဲအမျိုးမျိုးရှိပါတယ်အဲဒီဒီဟာပေါ့ပြည်ထဲရော်ထဲမြို့ထဲမှာနေတဲ့ဒီ law enforcement officer တွေရှိတယ် ူရဲ့အလုပ်ကတော့သူ law enforce လုပ်ရတယ်ဒါပေမဲ့ဒီနယ်ခြားစောင်းတွေကြတော့သူရဲ့လက်နက်ကင်စင်တက်ဆင်ပုံလည်းမတူဘူးလေ့ကျင့်ပုံလည်းမတူဘူးစခန်းတိဆောက်ပုံလည်းမတူဘူးသူကအာဒီ G3 G4 တွေပေါ့နော်ပြီးရင်စိန်ပြောင်းတွေကင်တယ်ဤနာကဘုံတိတွေလည်းကင်တယ်ပေါ့နော်အာပြီးရင်ရှိပါတယ်တခြားဘောတော့စစ်အသုံးဆောင်အမိတ်ပေးစနစ်ကလည်းဒီတိုင်းပဲ uniform အယောင်လည်းမတူဘူးအဲ့ဒါဖွဲ့စည်းတာလည်းအရင်တုန်းက ဥခင်ညုံခေတုံးကနာစာကလာမသိဘူးအဲ့လိုဟာမျိုးပေါ့ဗျာစစ်တပ်ကထွက်လာတဲ့အသင်ပြောင်းတဲ့ရဲကတချို့နဲ့ကိုဒါသူကရောထားတယ်သူကတိုက်ခိုက်ရင်အင်အားရှိတယ်အဲသူ့ရဲ့ဒီလက်နက်ငယ်ကဒီဒီ G3 ဆိုရင်သူ့ရဲ့ဒီဘောနော်သူ့ရဲ့ General Purpose Light Machine Gun က G4 ပြီးရင်သူ23တွေပေါ့နော်သူသူ့မှာစနစ်တကျတဲ့လက်နက်တက်ဆင်ထားတယ်သူများထင်သလိုမျိုးမိကျုံမောင်းပြတ်မဟုတ်ဘူးအဲသူ့ရဲ့ဟာတွေကျွန်တော်တို့တင်ထားတာတွေဆိုရင် အကောင့်တွေပဲကျွန်တော်တို့တိပါတယ်အဲဒါကြောင့်ဒီရဲကိုကျွန်တော်တို့ကဒါစစ်တပ်အင်အားပေါ့နော်အဲ့ဒီမှာကျွန်တော်တို့မြို့ထဲမှာပေါ့မရဲစခန်းကိုမြို့ထဲမှာ law enforcement လုပ်နေတဲ့ရဲစခန်းကိုဝင်တိုက်တယ်ဆိုတော့တခါမှမရှိဘူးနေချသောစခန်းကိုကျွန်တော်တို့တိုက်တာကသူကတိုက်ရင်အလိုက်ချီတက်တယ်မမြန်မာစစ်တပ်ကဥမာတက်မတော်ပေါ့နော်အဲ့ဒီကနေပါကျွန်တော်တို့စခန်းတွေရှိတဲ့ဖက်ကိုတိုက်နေတယ်ဆိုရင်သူကတော်တော်လုံးကိုပိတ်ဆို့ပြီးမှနေလှမ်းတာတော့အိမ်တွေကိုဖျက်ဆီးပြီးမှပေါ့နော် ဟိုလူတွေကိုနှိပ်ဆက်တာတော့သူ့ပါတယ်ပြီးရင်အခုချိန်မှာအာသူတို့ကတစ်လေးလေးထုတ်ပြန်တယ်ပေါ့နော်ပြီးရင်စေးအမိန်ထုတ်ပြန်မယ်ပေါ့စေးအုပ်ချုပ်ရေးထုတ်ပြန်မယ်ဆိုရင်အဲကျွန်တော်တို့လည်းကြိုဆိုပါတယ်အဲနောက်စကားဆက်ပြီးပြောချင်တာပေါ့အာဒါဆိုရင်သူတို့က၄ရောက်ထဲမစုရပါဘူးနော်အဲ့လိုဖြစ်ပြီဆိုရင်ကျွန်တော်တို့လူထုကလည်းညမထွက်တော့ဘူးတတိထားတော့မယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဘက်ကလည်းပဲသူ့ကိုပြန်ပြီးမှတော်လန်ရေးစည်းကမ်းပြန်ထုတ်ပြန်ရမယ်ပေါ့ သူတို့ဒီကားလမ်းပေါ်မှာစစ်စင်ရေးပုံစံမျိုးနဲ့ကားတွေနဲ့တောလာလှည့်လည်မယ်ဆိုတော့ကျွန်တော်တို့လည်းပြစ်မယ်ဘောနော်အဲ့လိုမျိုးတံပြန်ထုတ်ပြန်မယ်ကျွန်တော်တို့လည်းပဲဒါစစ်ကိုစစ်နဲ့ထုတ်ပြန်တဲ့သဘောအခုလည်းပဲကျွန်တော်တို့သူတို့လည်းမထုတ်ပြန်ဘူးကျွန်တော်တို့လည်းမထုတ်ပြန်ဘူးဗောသူတို့ဘက်ကစစ်စင်ရေးပုံစံနဲ့တောလာတယ်ဆိုရင်ဒါကျွန်တော်တို့ကိုချိန်ချောက်တာပဲအဝေးပြေးလမ်းမပေါ်မှာစစ်ကား၃၄စီးနဲ့ဟိုမှာရဲကားဗောနော်သူ့ရဲ့ဒီဒီ automatic rifle တွေစိန်ကြောင်းတွေတင်ပြီးမှဒါမျိုးတောတယ်ဆိုရင်တော့ကျွန်တော်တို့ပြစ်သွင်းပြစ်ရမှာပဲ ါကတော့မနေ့ညကကျွန်တော်တို့စခန်းတစ်ခုပေါ့လေအမြောက်ကြီးစခန်းတစ်ခုကိုတိုက်တယ်တိုက်တယ်ဆိုရင်တစ်ခုကရဲတက်ရင်ပဲသူကပြောလာတယ်အခုဆိုထုတ်ပြန်ပြီးပြီကျွန်တော်တွေ့တယ်ဟိုရဲတက်ရင်မိသားစုလိုင်းခန်းကိုအေးအေးကဝင် တိုက်ပါတယ်ဆိုပြီးမှသူက ထုတ်လိုက်တယ်ပြန်ကြားရေးကပေါ့လေဒါမဲ့ကျွန်တော်တို့ကအာသူ့ရဲ့လူတွေကိုကျွန်တော်တို့ဖမ်းလာခဲ့တယ်ဖမ်းမိထားတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုကျွန်တော်တို့စစ်ကြည့်တဲ့အချိန်မှာသူတို့စီကနေ ျွန်တော်တို့လည်းတိပြီးသားကိစ္စအောင်เนาะ120မမဘယ်နဲ့လက်ကိုချပြီးမှအဲ့ဒီအာနေဘယ်ချိန်ပြစ်နေသလဲဆိုတာတွေကျွန်တော်တို့သူ့ရဲ့တက်သေးတယ်ရှိပါတယ်ဒါအကြောင်းမဲ့လောက်တာမဟုတ်ပါဘူးအာဒါကြောင့်ရဲနဲ့ပတ်သက်ပြီးမှဒီကိစ္စကသူတို့ကတစ်ဖက်ကလေဟိုကျွန်တော်တို့အကြမ်းဖက်သမားဆိုတဲ့ဟာမျိုးလိုင်းတင်ရှင်တဲ့တမို့အဲ့ဒါကိုထုတ်ပြောတာဖြစ်တယ်ပြင်ရဲစခန်းထဲကနေလက်နဲ့ကြည့်ပြစ်တာဘု து အမားလဲဆိုတာတော့ပြည်သူလူထုဆုံးဖြတ်ပေါ့ဗျာเนาะဘလိုင်းကြီးဆွတ်ဆွဲတာတော့မကောင်းပါဘူးနောက်တစ်